မိခွန်လေးနဲ့ဆက်တင်လိုက်ရအောင်စကပုံးဆိုတော့ပါလေဟယ်လိုအားလုံးပဲမိင်္ဂလာပါမမ်မတ်ဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်စကပုံးဆိုတာအလွယ်ကူဆုံးတဲ့အရှင်းဆုံးပြောရရင်ပုံပင်လေးတွေနဲ့ပတ်သက်ပြီးအဖြစ်ပြက်တွေပေါ်မူတည်ပြီးဖြစ်ပေါ်လာတဲ့စကားကိုစကပုံးလို့ပြောကြခြင်းဖြစ်ပါတယ်စကပုံးတွေကိုတိထားခြင်းနေလာခြင်းအဖြစ်အပြောအဆိုမှာလိမ္မာပန်းနဲ့လာစီပြီးပြောတတ်ဆိုတတ်လာမှာပဲဖြစ်ပါတယ် ြောတတ်ဆိုတတ်တဲ့သူတွေကိုလည်းလူတွေကသဘောကျတတ်ကြပါတယ်။တပင်းစကပုံတွေဟာဆိုလို့ရှိရင်အောင်မြင်ခြင်းတဲ့လူငယ်တွေအတွက်ခွန်အားတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ဘဝအတွက်အတူရှိတဲ့စကပုံတွေအများကြီးရှိတယ်လို့ပြန်လည်သုံးသပ်ဆင်ခြင်တဲ့စကပုံတွေလည်းရှိပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ဘဝတိုးတက်အောင်မြင်ရေးအတွက်အရေးပါအရေးပါတဲ့စကပုံတွေထဲကနေပြီးတော့မိုက်သဘောကျတဲ့စကပုံ၃ခုကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ပထမဆုံးစကပုံလေးကတော့ငုံမိသေးတိုင်းတက်နိုင်ဖြားရောက်တဲ့စကပုံလေးရဲ့အတိတ်ပဲကတော့အလုပ်တစ်ခုကိုလုပ်တဲ့အခါပြီးဆုံးအောင်လုပ်အောင်မြင်ဆုံးဖြစ်အောင်လုပ်ဆိုပြီးတော့ဆိုလိုခြင်းဖြစ်ပါတယ်။ငုံမိသေးတိုင်းဆိုတာရေငုပ်တဲ့အခါမှာအဆုံးထိရောက်အောင်ငုပ်ချောင်းတွေမိတွေတွားတဲ့အခါအဆုံးကိုရောက်လို့ရှိရင်သဲတွေတွေ့ရတာကိုဆိုလိုတာဖြစ်ပြီး တက်နိုင်ဖျားရောက်ဆိုတာကကြတော့တိုင်တွေကိုတက်တဲ့အခါမှာဖျားထိရောက်အောင်တက်ဖို့အလုပ်တစ်ခုခုကိုစလုပ်ပြီးဆိုရင်ထိတ်ဆုံးရောက်အောင်လုပ်ဖို့အအောင်မြင်ဆုံးဖြစ်အောင်လုပ်ဖို့ပြောချင်တာဆိုလိုချင်တာပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့အပြောဆိုနဲ့ပတ်သက်ပြီးတတိရှိဖို့လိုအကြောင်းပြောပြထားခြင်းပဲဖြစ်ပါတယ်။စကားပုံလေးကတော့ကြမ်းကြူရင်နှုတ်လို့ရတယ်၊စကားကြူရင်နှုတ်လို့မရဘူးတဲ့။မှန်ပါတယ်၊ကိုယ့်ရဲ့စကားကြောင့်လူချစ်လူခင်ဖြစ်စေနိုင်တယ်လို့ကိုယ့်ရဲ့စကားကြောင့်အမုန်းပွားတာတွေလည်းဖြစ်စေနိုင်ပါတယ်။ စကားကိုအလိုအကျုံမပြောလိုက်ပါနဲ့စကားပြောတဲ့အခါမှာလည်းတစ်ဖက်သားကိုမထိခိုက်အောင်ပြောဖို့တတိနဲ့ပြောဖို့လိုအပ်ပါတယ်နောက်ဆုံးစကားပုံလေးကတော့အလိုမြန်ဆန်တဲ့ digital kit ကြီးထဲမှာလူငယ်တွေတတိထားဖို့လိုအပ်တဲ့စကားပုံလေးဖြစ်တယ် digital kit ကြီးထဲမှာတတိတွေကလည်းအလိုမြန်ဆန်လာတယ်လို့လူတွေကလည်းအရာရာကို အမြန်ပဲရချင်လာကြပါတယ်စကားပုံလေးကတော့ခုရည်တွင်တူခုရည်ကြီးတောက်ချင်ပဲဖြစ်ပါတယ်အခုမှရည်တွင်းစတူပြီးရည်ကြီးတောက်ချင်တယ်လို့ပဲ လုံငန်းတစ်ခုဆောင်ရွက်ပြီးတဲ့အခါတင့်လော်တဲ့အချိန်ကာလတစ်ခုထိမဆောင်နိုင်ပဲချက်ချင်းအကျူးခါစားခွင့်ရချင်တာကိုဆိုလိုတာဖြစ်ပါတယ်လက်တွေ့ဘဝမှာဒီလိုတော့မဖြစ်နိုင်ပါဘူးဥပမာတင့်စီတစီကိုဆိုင်လိုက်တဲ့အခါကောင်းမွန်တဲ့အပြင်ကောင်းမွန်တဲ့အသီးဆိုတာချက်ချင်းမရနိုင်ပါဘူး။ကောင်းမွန်တဲ့အပြင်ကောင်းမွန်တဲ့အသီးကိုရချင်တယ်စားချင်တယ်ဆိုလို့ရှိရင်ကိုယ်တိုင်ပြုစုပြုထောင်ပြီးအချိန်အတိုင်းတာတစ်ခုထိစောက်တတ်ဖို့လိုအပ်ပါတယ်။ စကပူတွေလည်လာခြင်းအဖြစ်အပြောအဆိုတွေကြွယ်ဝလာပြီးဘဝရဲ့အောင်မြင်မှုအတွက်အကျူးပြုနိုင်တာကြောင့်ဒီနေ့ကစပြီးစကပူတွေမြများလည်လာကြရအောင်နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲသဘောကျတယ်ဆိုရင် like and subscribe လုပ်ပေးဖို့မမေ့နဲ့နော်ကိုတိတဲ့ကိုကြိုက်တဲ့ကိုသဘောကျရတဲ့စကပုံလေးများရှိခဲ့ရင်လည်း comment မှာရေးခဲ့နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင် Woke up with a smile sunshine for a while just thinking about you can't wait to see